ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဆက်တဲ့ချိန်မှာကတည်းကတီကီဒေလုံးပေါ့နော်ကီလီလုံးနီးငါးမျိုးကိုတင်ပေးထားတာဖြစ်ပါတယ်အဲ့မှာဆိုရင်နီကိုနီကိုနီ3ဆိုပြီးတော့3ကိုနီပေါ့နော်ပရိတ်ကလည်းကျွန်တော်၄ပရိတ် okay တယ်နှလုံးပေါင်းရှင်ပရိတ်၄ပေးတန်းလေးလည်း okay တယ်၄ပရိတ်နီ3ကိုပေါ့နော်ချပေးကြတာက3ကိုနီဖြစ်ပါတယ်ဒီဆက်တဲ့ချိန်မှာကျတော့ကျွန်တော်ဒီကီလီလုံးနီးငါးမျိုးကိုပဲဆက်ပြီးတုံးသွားတာဖြစ်တယ်ပေါ့နော် အဲ့မှာဒီနီလေးရှောက်ဆိုရတဲ့ပရိတ်ကလည်း OK တယ်တော်တော်ဒီပီတန်ပြတ်သွားခဲ့တယ်ပေါ့နော်ဒီပီတန်တခုပြတ်သွားခဲ့တယ်နှလုံးပေါင်းရှင်ပရိတ်ဒီလည်း OK တယ်ဆိုပေမဲ့ဒီပီတန်ပြတ်သွားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီနီပရိတ်မှာဘာမှမရှိတော့တာဖြစ်တယ်ပေါ့နော်အဒီမှာဒီလေးတုံများ6ရဲ့6ရှစ်တုံများရဲ့မှာဆိုရင်ဒီ6ရှစ်တုံများကအရှိတုံးလုံးတိုင်မှာရှားသွားတာဖြစ်ပါတယ် โอเคဒီနေ့ပြိမာဒီပေတံကျိုးသွားခဲ့တယ်ဗောနောပေတံတစ်ခုတည်းကတစ်ခုပြတ်သွားခဲ့တဲ့အတွက်ကြောင့်မို့မရလိုက်ဘူးဗောနောโอเคဒီ73ကြိမ်အတွက်လည်းဒီကီလေးလုံးကိုလည်းကျွန်တော်ဆက်ပြီးတော့အတူတူလေ့လာကြည့်မယ်ဗောနောဒီနေ့တော့ဒီ72ကြိမ်မှာဆိုရင်98ပြောက်ကနန်းဖြစ်တယ်ဗောနောဒီမှာဆိုရင်9ပေထားတာဗောနော9958ပြန်ရှိပါတော့9ခွန်ရှိလုံးပိုင်ပယ်ထားတာဖြစ်ပါလေ အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီလုံးပိန်အားနေပေါ့နော်လုံးပိန်ပယ်တဲ့နီးကိုကြတော့ကျွန်တော်တို့ဒီနောက်ပိန်ဗီဒီယိုမှာထပ်ပြီးတော့တင်ပေးသွားမယ်ပေါ့နော်ဒီမှာဆိုရင်ရှောက်တင်နဲ့လေးရှောက်တော့မြတ်33မြ293မြ233မြဆိုပြီးကြံမယ်ပေါ့နော်ဒီ98ကိုပေးမယ်ဆိုရင်ပေါ့ခင်ဗျာโอเคဒါကြောင့်မကျွန်တော်ဒီနီးကိုတော့နောက်ပိုင်းဗီဒီယိုမှာတင်ပေးတော့မယ်ခုလိုလိုဆက်ကတော့ကျွန်တော်ဒီ key ၄လုံး၄၅မြအဆက်ကိုအတူတူထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော် ီ6ခွန်9ကနေစာပြီးပြထိုင်ထားတယ်ဗောနော်ခုနှစ်တလုံး6ခွန်9ဒီမှာ6တလုံး3ည6 3 39ကီ3 9 5 3တုံများကြီး6တုံများတော့6 6နဲ့6ပါတော့4 8 5 9 8တိတိ6မှာ6တလုံးဖြစ်ပါတယ်9ကြီး6 9တုံများ8 9 5ကြီးမှာ9ရယ်9ရယ်9 9တုံပါတော့9တုံများလေး3 3 6တုံများလေးတိ8 6 9 6တုံများ6 6 6နဲ့6 6 5ဒါလေးကတော့ကျွန်တော် အာမတိသေးတဲ့မိတ်ဆွေအတိတ်တွေအတွက်တရားပြန်ပြီးတော့ဒီကီအကြောင်းလေးကိုပြန်ပြီးပြပေးခြင်းဖြစ်တယ်ပေါ့နော်။နင်းတော်များကိုခွန်ခွန်ကိုခွန်ခွန်ခွန်၈၉လေး၅၆၃ပေါ့နော်။689988388များ939239နှစ်ဒီပြီးခဲ့တဲ့တစ်ပတ်ဆက်နှစ်ကြိမ်တုန်းက963နှစ်ကြီးမှာဆိုရင် နှစ်လေး6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်နှစ်နဲ့6နဲ့နှစ်လေး6ဖြစ်ပါတယ်ဗောနော်နှစ်ရဲ့6ရဲ့နှစ်လေး6ဆိုပြီးတော့ကီးနှလုံးစလုံးရှားပေးသွားခဲ့တယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့အဆက်ကို73ကြိမ်အတွက်ကျွန်တော်ထပ်ပြီးအတူတူလေ့လာကြည့်မယ်ဗောနော်နှစ်လေး6တိတုံညာတိခွန်ကိုကြတော့ကျွန်တော်ဒီမှာသွားကြည့်မယ်ဗောနော်ဒီမှာ အဲနေလေးတောင်းပြီးတော့တောင်းများတိခွန်တိတခုကိုယူထားတာပါနော်ဒီအောက်တက်တက်မှာတိချောက်ကိုဆိုပြီးရှိတယ်ဒီလျှောက်ရှိတောင်းများကြတော့ကျွန်တော်ရှိတောင်းလုံးမှလာသွားတယ်ပါနော်အဲဆိုရင်ဒီတောင်းများတိခွန်ရဲ့အောက်တက်တက်မှာတိချောက်ကိုရှိတဲ့အတွက်တိချောက်ကိုကိုမူတည်ပြီးတော့73ချိန်အတွက်လေးလာရမှာဖြစ်တယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ဒီ6မှာတစ်ချိန်ပါနော်9မှာနှစ်ချိန်ပေါင်းပေးရတာဖြစ်ပါတယ်ဒါဆိုရင်4 4တိပေါင်း5 ကျွန်တော်ချစ်ရှေ့နဲ့ဒီ6နဲ့ပေါင်းတာ14ရာရီအတွက်ကြောင့်မို့၄၅တို့မှာဖြစ်ပါတယ်၄၅ဒီအပေါ်မှာဆိုရင်6ကို9နဲ့ပေါင်းတာဒါ73 72ယူထားတဲ့အတွက်ကြောင့်မို့9ကို9နဲ့ပေါင်းရင်30 73ပေါ့နော်ဒါဆိုရင်၄၅3များဒီကီဒီ73ချိန်အတွက်ဒီရာမှာဖြစ်တယ်ပေါ့နော်ဒီကီလေးလုံးရာမှာဖြစ်ပါတယ်ကျွန်တော်ဒီအရာပေါ့နော်ဒီလေး၅တုံများဒီကီမှာဆိုရင်၅တုံများလေးဆိုပြီးတော့၃လုံးအပြေးချပေးသွားခဲ့ဖူးတယ်ခင်ဗျာ။ โอเคကျွန်တော်ဒီ set 3ချိန်ပါလဲနေ့အရာကျွန်တော်၄၅ကို၄၅တုံညာတိကီဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်၅၆တနစ်ကီရဲ့အဆက်ကဒီ set 3ချိန်ပါ၄၅တုံညာတိကီဖြစ်ပါတယ်ခင်ဗျာ။โอเคဒါ set 3ချိန်အတွက်ရာတကီတစ်ခုရပြီဖြစ်တယ်ပေါ့နော်။โอเคဒါလေးကိုကျွန်တော်ညံကွန်ပြီးတော့တုံးရမှာဖြစ်တယ်ပေါ့နော်။ ။ Okay နောက်ထပ်ဒီ၄၆၈၃ညအဆုံးကနန်းအထီးကီးလေးလုံးကိုလည်းထပ်ပြီးအတူတူလေ့လာကြအောင်။ဒီ68မှာစာပြီးပြပေးထားတယ်ဗောနော်9တောင်4မှာ4တလုံး9တောင်3မှာ5ရဲ့3ရဲ့336တပြင်မှာ3တလုံးတောင်4 7 6ခွန်6တောင်6 6 6 6 6 6 9 9 6 9တောင်4 4 4 8 4 3 ရှေ့ချောင်းတုံနေတော်များကိုခွန်ခွန်ကိုခုနှစ်ရာတုံးခွန်ခွန်ပါနော်ရှေ့ကိုလင်းငါချောင်းတုံးရှောင်းရှေ့ခွန်နိနေခွန်တုံးရှေ့ရှေ့တုံးတော်များကိုတုံးငါနဲ့တုံးကိုနဲ့ပြည့်ခရစ်တပတ်ကျင်တော့လေးရှောင်းရှေ့တုံးများစုံကနဲ့အထီးကီမှာနိလေးရှောင်းဆိုတဲ့အတွက်အထီးကီလေး6ရဲ့လေးပိတ်နေရာမှာခြာပေးသွားခဲ့တယ်ပါနော်အပင်ပေါင်းဆိုရင်တော့80နဲ့6ချိန်ပြည့်ပြင်လုံးဝမရှိသေးဘူးပါနော်ဒါဆိုရင်ဒီနိအဆက်ကိုကျွန်တော် ဒီ73ချိန်အတွက်လေးလာကြအောင်လားခင်ဗျာနံပါတ်က90ဖြစ်သွားမယ်ပေါ့နော်နံပါတ်90 73ချိန်အတွက်ဖြစ်ပါတယ်โอเคနိကဒီဟာလေးပေါ့နော်69ကိုလေးအနေစာပြီးပြပေးထားတာဖြစ်ပါတယ်69ကိုလေးမှာ9တလုံး653မှာရှောက်ပေါ့နော်669 388 339 9 3 5 2တလုံးပေါ့နော် ၃၉နှစ်မှာ၉လုံး၄၆၈တုံများကိမှာနင်းလေးရှာဆိုတဲ့အတွက်အထီးကြီး၄၆ကို၄ပိတ်တရားမှာဖြစ်ပါတယ်ခင်ဗျာ၄ရက်၆ရက်နင်းလေး၆ဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီနေ့အတိုင်းပဲပေါ့နော်73ချိန်အတွက်အတူတူလေ့လာကြည့်အောင်ကျွန်တော်ရအကယ်၍ကျွန်တော်ပေါင်းတာမသွားခင်မယ်ဆိုရင်တော့ကျွန်တော်ရ YouTube comment လေးမှာကျေးဇူးပြုပြီးရှင်းသားပေးပါခင်ဗျာကျွန်တော်ပြန်ပြီးတော့ကြည်ရတာပေါ့နော်၄၉၄၉ဖြစ်ပါတယ်၉၄၉ 6တိဖြစ်ပါတယ်ပြန်68တုံများပါတော့ကျွန်တော်ရွေးချယ်ထားတဲ့68တုံများကဒီမှာဖြစ်ပါတယ်169 169ပြန်98 68ဖြစ်ပါတယ်96 68 Okay ဒါဆိုလို့ချင်းဒီအပေါ်ကဤအတိုင်းပဲပါတော့ဒီထိစီဤကိုတုံးချိန်ပေါင်းမှာဖြစ်ပါတယ် ပြီးရင်အလဲထိန်ကအလဲကိုလည်း၂ချိန်ပေါင်းပေးရမှာဖြစ်ပါတယ်ဒီ9ကိုကျတော့၄ချိန်ပေါင်းပေးရမှာပေါ့နော်ပြီးရင်ဒီမှာ၃ချိန်၃ချိန်ဒီနှစ်ချိန်ပေါင်းမှာ၃ချိန်ပြီးရင်ဒီနှစ်မှာ၃ချိန်၆မှာ၅ချိန်ပေါင်းပြီး9နဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်โอเคဒါဆိုရင်တင်တော့နှစ်၃ချိန်ပေါင်းရှင်း၆ဖြစ်ပါတယ်ပေါ့နော်6ဒီ၄နှစ်ချိန်ပေါင်းရှင်းက8ဖြစ်ပါတယ်9က လေးချိန်ပေါင်းမယ်ပေါ့နော်36ကိုတင်းနဲ့ပေါင်းရင်38ရမှာပေါ့နော်ခွန်ပေးရမယ်ပြီးရင်ကျွန်တော်ဒီတင်းနဲ့9နဲ့ပေါင်းမှာဖြစ်ပါတယ်36နဲ့ချိန်က7နှစ်ဒီ6နဲ့ချိန်7နှစ်နည်းနည်းပေါင်း4ဖြစ်ပါတယ်ပြီးရင်အပေါ်မှာရှိတဲ့9နဲ့ဓာတ်ပေါင်းအောင်မှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီ6နဲ့နှစ်ပေါင်းရှင်30ဖြစ်ပါတယ်6နဲ့4ပေါင်းရှင်30 9နဲ့9ပေါင်းရှင်16ရာတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီအရာစုံကဏ္ဍပေးဖြစ်ပြပါတော့ ချောင်းဆိုတဲ့အတွက်ကြောင့်မို့ချောင်းချဲတုံညာနေဆောင်ကနန်းအထီးကိလေးလုံးဆိုပြီးဤအရာဒီဟာလေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အပင်ပေါင်း90ကျိန်အထိပေါ့နော်ဆက်ပြီးတော့ okay မယ်ဆိုရင်တော့ဒီ73ကျိန်မှာကျွန်တော်68တောင်ညာနေဆောင်ကနန်းအထီးကိလေးလုံးဆိုပြီးရနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ပြည့်ခဲ့တဲ့ပတ်လေး68တောင်ညာဒီမှာလေး68တောင်ညာရဲ့အဆက်ကဒီတပတ်မှာ68တောင်ညာနေဆိုပြီးဖြစ်ပါတယ် ရှောင်းရှိတော်များနေဆိုပြီးတော့ကိနခုရပြီပေါ့နော်ဆက်ပြီးတော့ဒီ3 4 5တော်များအလေးတော့မဟုတ်အပိအတိကိဆိုတာလေးဆက်ပြီးအတူတူလေ့လာကြအောင်လားခင်ဗျာလေတော့မဟုတ်အပိ30တိကနေစပြီးလေ့လာထားတာပေါ့နော်336တော်များလေးတိလေးအလေး6အလေးတော်များအလေး6အလေး6အလေး6အလေး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 ပိတိအပိ3အပိ3အပိတော်များအလေး9အလေးပိတော်များအလေးအပိ9အလေးအပိကိုလေးအလေးအပိ 963မှာ63လုံးအလေအလေပေါ့နော်ဒီကျွန်တော်တို့ဒီထိသိမှာတော့တစ်ချိန်ပြည့်တယ်ပေါ့နော်68ခုမှာထိသိနေရာမှာရှားပေးသွားခဲ့တဲ့အတွက်ကြောင့်မို့အလေအပိတ်ကီးဆိုရင်တော့တစ်ချိန်ဖောက်တယ်ကျွန်တော်ပြီးခဲ့တဲ့ဘာဒီ3 4 5တုံများအလေးတုံမဟုတ်အပိတ်ဆိုရင်တော့ကျွန်တော်နင်းလေးရှောင်းဆူရတဲ့အထီးကြီးလေးတလုံးအလေးနေရာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ရှောင်းရှိခွန်တပင်မှာဒီထိတ်စီနေရာမှာခြားပေးသွားခဲ့ပြီးတော့ကြံနေတဲ့နောက်ထပ်ပင်နေရာတော့အလေးတုံမဟုတ်အပိတ်နေရာပဲဖြစ်ပါတယ် ဟုတ်ကဲ့ဒါဆိုရင်အပင်ပေါင်း90နဲ့9ချိန်ထိထပ်ပြီးလေ့လာကြအောင်ပါနော်ဒီမှာ69လေးအနေစာပြီးပြပေးထားရှင်ဖြစ်ပါတယ်69ခုမှာတော့သူကထိတ်စီးနေရဖြစ်သွားတယ်ပါနော်နင်းနင်းခွန်38ရအနေစာပြီးတော့အလီတော့မဟုတ်အပိတ်နေရဖြစ်ပါတယ်နင်းလေး6ဆိုတဲ့အတွက်3453ညာကီးထဲက၄ကလုံးအလီဖြစ်ပါတယ်ပါနော်အဲ့ဒီနေ့အတိုင်းပဲကျွန်တော်73ချိန်အတွက်အတူတူထပ်ပြီးလေ့လာကြအောင်လားခင်ဗျာ9 4 9 ပြီးရင်2 4 6 9တိဖြစ်ပါတယ်6 8 3 9ပြီးရင်6 8 3 9 1 6ပေါ့နော်9 3 6 2 6တိဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီ၄မှာတစ်ချိန်ဒီ2မှာတစ်ချိန်ဒီ9ကို၄ချိန်ပေါင်းမယ်တင်းတင်းမှာတစ်ချိန်၊နှစ်ချိန်တစ်ချိန်ဒီ6ကိုလည်း၄တစ်ကိုလည်း၄ချိန်ပေါင်းမယ်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်အတူတူထပ်ပြီးပေါင်းကြည့်မယ်ပါနော်၄နဲ့6ပေါင်း၁၉နဲ့ချိန်ပေါင်း၈၈ဖြစ်ပါတယ်ဒီ၄နဲ့6နဲ့၁၉နဲ့ချိန်၈၈ပေါ့နော်အဲဒီမှာ၉၄ချိန်ပေါင်း၈၃၆ကိုတင်နေပေါင်းရင်၃၈၆နဲ့ချိန်ပေါင်းတာဒီ၁၁တင်၄ချိန်၄ပြီးရင်၉နဲ့နေပေါင်းတာက၁၃၆နဲ့ချိန်ပေါင်းတာဒီ၁၂တင်၄ချိန်၄ပြီးရင်၉နဲ့နေပေါင်းတာက၁၃၉ကို၅နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်အဲဆိုရင်၄တိ၅၅နဲ့ပေါင်း၁၀ရှင်းနေနေပေါင်း၁၀ခုနှစ်တလုံးကြံတဲ့အတွက်ကြောင့်မို့ခွန်ရှိကိုလို့တို့ရမှာဖြစ်ပါတယ် ပြီးရင်ဒီအပေါ်မှာ9နဲ့9ပေါင်း30ယူထားတဲ့အတွက်9နဲ့9ပေါင်း14ခွန်ရှိကိုလေးဒီအလေးတော့မဟုတ်အပိတ်အထီးကြီးဆိုပြီးဖြစ်ပါတယ်ခင်ဗျာခွန်ရှိကိုလေးဒီအလေးတော့မဟုတ်အပိတ်နေရပါတော့3ရှိရှိမှာရှိအလေးအပိတ်ပြီးရင်တော့များလေးတင်ပါလေးအလေးအပိတ်ခွန်ခွန်ကိုတပြင်မှာခွန်ကိုရဲ့အလေးပိတ်နေရဆိုပြီးတော့ခွန်ရှိကိုလေးဒီကိလေလောင်းအရှိယပင်ဒီမှာလဲခြာပြီးသွားခဲ့ဖူးတယ်ပေါ့နော်

ီလုံလေးတောက်ချဖြစ်တယ်ဗောနော်ဒါလေးကိုကျွန်တော်အမတီးသေးတဲ့မိတ်ဆွေအစ်စ်တွေအတွက်ကျွန်တော်တီကီအကြောင်းလေးတီအောင်ပြန်ပြီးတော့ပြပေးရှင်းဖြစ်ပါတယ်ခင်ဗျာရှလေးတောင်ရှေရှောင်းတောင်နစ်တောင်များကိုခွန်ခွန်ကိုခုနှစ်ရ3008လေး963 68နစ်ခွန်3883တောင်များကို39နစ်39နစ်နိခွန်ကိုတုံများအထီးကိမှာတော့ကျွန်တော်နိလေးချောက်ဆိုတဲ့အတွက်ကြောင့်မို့အထိတ်စီးနေဖြစ်တယ်ခင်ဗျာဒီမှာ နေတလို့နေလေး6ဖြစ်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီနီးအဆက်ကဒီတွေ့ရနီးကဒီခွန်ခွန်ကိုကနေစာပြီးပြန်ပြီးထားရှင်းဖြစ်တယ်ခင်ဗျာတုံးတုံးများကို39နဲ့39နဲ့နေခွန်ကို39များမှာနေလေး6ဆိုတဲ့အတွက်နေတလုံးပေါ့နော်ထိတ်စီနေရဖြစ်ပါတယ်နေတလုံးနေလေး6ဒါဆိုရင်ဒီနီးအပေါ်ကနေအတိုင်းပဲပေါ့နော်ကျွန်တော်ဒီကိုလေးကိုနေလေး6မူတည်ပြီးတော့ ထပ်ပြီးတူတူလေ့လာရမှာဖြစ်ပါတယ်နေ့လေး6 9 10အလေးထင်းကဒီလေးကိုနှစ်ချိန်ပေါင်းမယ်အပိတ်6မှာတစ်ချိန်ပြီးရင်အပိတ်10မှာနှစ်ချိန်ဒါဆိုရင်ခြင်းနဲ့နှစ်ပေါင်း10 6ရက်ချိန်စနစ်နှစ်ခွန်9 3မြောက်ဆိုတော့ဒီလေးနှစ်ချိန်ပေါင်းခြင်း10နှစ်ချိန်နှစ်ခြင်းနဲ့နှစ်ပေါင်း10ဒီအလေးထင်းက6တလုံးကျန်တဲ့အတွက်6 6ကိုကျွန်တော်9နဲ့ပေါင်းရင်7ပေါ့နော်ခွန်ကိုနှစ်ပေါင်းရှင်9 3ညဆိုတော့ဒီတစ်ကိုနှစ်ပေါင်း3 3ကိုတစ်တူလေး6တစ်3 4ပေါ့နော်ဒီပုံမှာလည်း6တစ်3 4မှာ3တလုံး3ထိပ်စီ3တုံးများကိုရှာပေးသွားခဲ့ဖူးတယ်ခင်ဗျာနောက်ဆွေးနှစ်ခွန်9တုံးများဒီမှာနှစ်ခွန်9တုံးများကိအဆက်တိ73ချိန်မှာ6တစ်6တစ်6တစ်3 4ကိစုပြီးရနေတယ်ပေါ့နော်โอเค ထပ်ပြီးတော့ကျွန်တော်ဒီနေ့3ရက်တုံးများ KSL ကိုထပ်ပြီးလေ့လာကြအောင်ဒီတုံးများ633956တုံးများတော့အနေနဲ့စာပြီးပြန်ပေးထားတာဖြစ်တဲ့ခင်ဗျာသူမှာတစ်ကြိမ်ပြတ်ရှိတယ်336တပြည့်မှာတစ်ကြိမ်ပြတ်ပြီးတော့တုံးများ468 6တုံးများ6ဆိုပြီးတော့ထပ်ပြီး OK လာတယ်ပေါ့နော်ကို6နှစ်တော်များလေးဒီမှာ665တပင်းကျန်သွားတယ်ဗောနော်665တပင်းမှာလေး OK ဒါဖြစ်ပါတယ် ကြံသွားခဲ့တယ်ပေါ့နော်နိနေတ143 863နှစ်တော်များကို009 900 963 689နှစ်နှစ်ခွန်3883တော်များကို39နှစ်39နှစ်နှစ်380ကီးမှာတော့ကျွန်တော်တို့နိလေး6ဆိုတဲ့အတွက်နိတီထိတ်ဆင်းနေရဖြစ်သွားတယ်ပေါ့နော်ဟုတ်ကဲ့နိနိ383များကီးထဲကနိတလုံးနိလေး6ဖြစ်ပါတယ်အဆွဲ73ကြိမ်အတွက်က6လေးကို နင်းလေးချောက်ဖြစ်ပါတယ်ကိုလေးကိုနင်းလေးချောက်ပါနော်နေလေးချောက်ဆိုတဲ့အတွက်ကြောင့်မို့အပေါ်ကနေအတိုင်းပဲထပ်ပြီးတော့73ကြိမ်အတွက်လေ့လာရမှာဖြစ်ပါတယ်လေးမှတစ်ကြိမ်ဒီထိတ်မှတစ်ကြိမ်ဒီအပိတ်မှတစ်ကြိမ်ပေါင်းပြီးငါးနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဒီအပေါ်မှာဆိုရင်နင်းနဲ့ကြိမ်လေးလေးနဲ့ငါးပေါင်း9 9 3ပေါင်းဆက်နေလို့ယူထားတဲ့အတွက်ကျွန်တော်ဒီမှာလေးနဲ့ဒီအနောက်ကပါနော်6နဲ့ကြိမ်ဆက်နေ ဒါဆိုရင်ဒီအနောက်ကနေလုံးနေနဲ့၅ပေါင်းရှင်းခွန်ရမယ်ဗောနော်ခွန်နဲ့နေရပေါင်းရှင်းကိုကိုကိုလေးနဲ့ပေါင်းတာ73ရာမှာဖြစ်ပါတယ်။ဒါဆိုရင်3 4ဗောနော်ည3တိုးထားတဲ့အတွက်3 4 4ကိုကျွန်တော်ဒီပုံမှာ3ကို5ပေါင်းရှင်းဆိုတော့ကျွန်တော်4ကို5ပေါင်းရှင်းကိုကိုအဲ့မှာနေနဲ့ပေါင်းပေးရမှာဗောနော်3 4 9တိကင်းဖြစ်မယ်ခင်ဗျာ။โอเคကျွန်တော်ဒီမှာ3များဆိုပြီးရေးမိသွားတယ်ဗောနော်။ နောက်ပိုင်းဗီဒီယိုမှာကျွန်တော်ထပ်ပြီးသင်ပေးပြင်ပေးသွားမယ်ပေါ့နော်။ဒါဆိုရင်3 4 9တဖြစ်ပါတယ်။3 4 9 K ဖြစ်မယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဒီ key 5မျိုးရပြီပေါ့နော်။နောက်ထပ်အနည်းနဲ့ကျွန်တော်ဒီပင်ချပေါ့နော်။နပင်ချကီလေလုံးဖြစ်ပါလေပေါ့နော်ပြီးခဲ့တဲ့တပတ်မှာကျွန်တော်သင်ပေးထားတာဆိုရင်6 9တုံများ3ကီပေါ့နော်ဒီမှာနင်းလေး6ဆိုတဲ့အတွက်အထီးကြီး6တလုံးအပိတ်နေရာဖြစ်ပါတယ်ပြီးတော့3လေးနစ်တုံများ တုံးလေးနေရှိကိမှာ၄ရက်နေရက်ဖြစ်တယ်ပေါ့နော်၆လေးနေလေး၆ဆိုပြီးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီနပင်ရှာကိကတော့ကျွန်တော်နောက်ထပ်နပင်ထပ်ဆောင်ရအောင်မှာဖြစ်တဲ့အတွက်ကြားလာတဲ့အချိန်ကြာမှာထပ်ပြီးတင်ပေးမယ်ပေါ့နော်ဒီတုံးလေးနေရှိအထီကိစွာလေးကိုတော့ကျွန်တော်ထပ်ပြီးအတူတူလေ့လာကြည့်အောင်လားခင်ဗျာဒီ3963ကနေစာပြထားတယ်ပေါ့နော်3963 5963 9963 6963ဆိုပြီးဖြစ်ပါတယ် ဒီ9ခု3တဲ့ချိန်မှာပြတ်သွားခဲ့တယ်ဗောနော်9တုံများလေးရနေစားပြီးတော့ထပ်ပြီး OK လာတယ်ဗောနော်9 6နှစ်မှာရှောက်တလုံးတုံများလေးလေးမှာတုံများရဲ့လေးရဲ့နိနေတချင်းလေးတော့ဗောနော် OK တယ် Okay 3လေးနှစ်ရှိအထီးကီးမှာတော့3ခုနှစ်ပြီးတော့အနည်းလေးရှောက်ဆိုတဲ့အတွက်အထီးကီးလေးရဲ့နှစ်ရဆိုပြီးတော့ကျွန်တော်ဒီမှာဗောနော်နှစ်ရလေးရဆိုပြီးဖြစ်ပါတယ် ဒါဆိုလို့ရှိရင်73ချိန်အတွက်နင်းသေး6ဆိုတဲ့အတွက်ဒီထိတ်စီနေကိုမူတည်ရမှာဖြစ်ပါတယ်။ဒါဆိုရင်နင်း3ပေါ့နော်3ရဲ့နှခါယူရမှာဖြစ်ပါတယ်။3ကိုနှခါနင်းကိုပါပါယူထားတာပေါ့နော်။ဒါဆိုရင်3ရဲ့နှခါက9ဒီရှိဆုံးနင်းရဲ့ပါပါခွန်ပေါ့နော်။ဒီနင်း3များကိုတပင်ပါလေနင်း3 9ခွန်ပေါ့နော်။ပြီးတော့ဒီအပေါ်မှာနင်းနင်းခွန်တပင်ပါလေကျွန်တော်နင်း3 9ခွန်ကြီးဆိုပြီး3ထိတ်စီချပေးသွားခဲ့ဖို့တယ်ပေါ့နော်။ဒါဆိုလို့ရှိရင် ကျွန်တော်တို့ဒီ73ချိန်မှာ2359ခွန်ကီဆိုပြီးဖြစ်မယ်ခင်ဗျာ2359ခွန်တရားပေါ်မှာ3 4ခုတီကီဖြစ်ပါတယ်ပေါ့နော်3 4ခုတီကီဖြစ်ပါတယ်အဆွေရှင်ကျွန်တော်ဒီကီလေးလုံးဤချောင်းမျိုးဆိုပြီးရတယ်ပေါ့နော်ဒီခွန်ရှိခုလေးကြတော့အလေတမဟုတ်အပိတ်နေရာဖြစ်ပါတယ်โอเคဒါကတော့ကျွန်တော်ကီလေးမျိုးပေါ့နော်ကီလေးလုံးဤ5မျိုးကိုတင်ပေးထားတာဖြစ်ပါတယ်ပြီးခဲ့တဲ့ပတ်မှာလည်း okay တယ် okay ခဲ့တယ်ပေါ့နော် နင်းလေးချောက် okay ဒီ73ချိန်မှာလည်းကျွန်တော်ဆက်ပြီးတော့ okay အောင်မလားပါတော့ဒါဆိုလို့ရှိရင်ဒါကတော့ဒီကိလေလုံးနီး6မျိုးပါတော့ကျွန်တော်နောက်ထပ်ပြီးရောမှာတော့ကျွန်တော်ဒီကီ3လုံး39နင်းမှာလည်း okay တယ်နင်းလေး6မှာလည်း okay ခဲ့တဲ့နီးအဆက်ကိုနောက်ထပ်ဗီဒီယိုမှာထပ်မံသင်ပေးသွားပါအောင်မယ်ပါတော့ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ Okay အားလုံးကိုလည်းကျေးဇူးတင်ပါတယ်